မီးကြီးချောင်းရရနာရဲ့မွေးနေ့မှာမိသားစုလိုက်လာရောက်ကတော့ကြတာကြောင့်ဂျီနူဝမ်တာဖြစ်နေတယ်။တရုတ်ဆောင်ချောင်းရရနာနဲ့တန်နာဘိုးလို့ရဲ့ဖခင်ကြီးဂီတာမူဦးပေါ်ရှန်မင်္ဂလာပါပရိသတ်ကြီးရှင်မြမတန်ဆင်တေးသချင်းတွေနဲ့ဇက်သပင်လောကအထက်ခန္ဓဝင်မြောက်တေးသချင်းတွေကိုရေးဆက်တည်ခုံခဲ့တဲ့ဂီတာမူဦးပေါ်ရှန်ကိုတော့ပရိသတ်တွေအားလုံးသိပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ကိုရိုင်ကအနုပညာလောကမှာကျင့်လေခဲ့သူမို့တမီးတွေကိုလည်းအနုပညာလောကမှာနေရာရအောင်လို့ဖခင်တယောက်အနေနဲ့ဆောင်းရှောက်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကတော့တမီးကြီးဖြစ်သူတရုတ်ဆောင်ချောရနာရဲ့မွေးနေ့လေးဖြစ်တာကြောင့်တရုတ်ဆောင်ချောရနာကသားရီတမီးတွေနဲ့အတူဖခင်ဖြစ်သူကိုလာရောက်ဥခိုက်ကြတော့ခဲ့တာလည်းဖြစ်ပါတယ်။ဂီတာမှုဥပေါ်ရှန်ဟာအခုလက်ရှိမှာဒုတိယအိမ်တော်နဲ့တတိတသက်နေထိုင်နေတာဖြစ်ပြီးသားသမီးတွေဖြစ်ကြတဲ့တရုတ်ဆောင်ချောရနာတို့ကလည်းအနုပညာအလုပ်တွေနဲ့မအားလည်နိုင်တာကြောင့်ဖခင်ဖြစ်သူနဲ့မကြာခဏမတွေ့ဖြစ်ကြဘူးလို့လည်းဆိုပါတယ်။ အခုတခါမှာတော့တရုတ်ဆောင်ချော်ယန်နာကသူမရဲ့မွေးနေ့အမတ်တရအနေနဲ့ဖခင်ဖြစ်သူကိုလာရောက်ဥခိုက်ကြောခဲ့တာဖြစ်ပြီးသူတို့တတ်နိုင်သမျှငွေကြေးနဲ့လည်းဖခင်ကြီးကိုကြောခဲ့တာဖြစ်ပါတယ်